နှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ ဗီရင်ဟော့စတန်ချန်နယ်မှကြိုဆိုပါရယ်ဒီနေ့မှာတော့ကြာသာပေးသားသမီးများကြိုတင်ချိန်စနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီယဗီရင်မှဟောကြားထားသော1389ခုနှစ်အတွက်တနစ်စာဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရယ်အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းတည်ရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော် ကျားသားဝေးသားသမီးများအတွက်တနစ်စာဟော့စတန်ကံဤသဘောယခုနှစ်ကျားသားဝေးသားသမီးနေနယ်များကတော့ကောစာကံရဲ့အဓိပတိနေရာမှာတည်ရှိနေသောနှစ်တစ်နှစ်ဖြစ်ပါသည် ယခုနှစ်ရဲ့ကန်စာတာဟာတမူထူးခြားတဲ့အရေးသွေးများနဲ့တောက်ပနိုင်တဲ့အနေအထားမျိုးတွေမိမိရဲ့အရေးချင်းနဲ့စွမ်းဆောင်ရည်များပုံငိုတိုးတက်လာမဲ့အခြေအနေမျိုးတွေကိုကြုံကြိုက်ရနိုင်ပါတယ်ဒီလိုစွမ်းဆောင်ရည်တွေတိုးတက်လာနိုင်တာနဲ့အတူမိမိကိုအားကိုးအားထားလာသူတွေမိမိအပေါ်ယုံကြည်မှုတွေအပြိုင်အဆိုင်ကဏ္ဍတွေကလည်းများပြားစွာကြုံလာရမှာဖြစ်ပါတယ် ဒီလိုအပြန်အဆိုင်တွေကိုအပြတ်သက်အနိုင်ယူနိုင်ဖို့ခွန်အားများလဲမိမိမှာပိုင်ဆိုင်နေတတ်သော အချိန်ခါလည်းဖြစ်ပါရယ်။ရံဘက်ပြိုင်ဘက်များပေါ်လာနိုင်ပေမဲ့မိမိအပေါ်ထိခိုက်စေသောအခြေအနေကြီးကြီးမားမားမရှိနိုင်ပါမိမိရဲ့စွမ်းရည်ကိုသာတိုးတက်သွားနိုင်ပါတယ်ထို့အပြင်လူအများရဲ့လေးစားမှုယုံကြည်မှုအားကိုးမှုများမိမိအပေါ်ပိုရသွားနိုင်ပါတယ်။ ယခုနှစ်ကြာသပတေးသားသမီးအများစုက ဖြစ်ချင်လှုပ်ချင်တဲ့ကိစ္စလေးတွေအများများလာတက်သလိုကိုကိုကိုယုံကြည်မှုတွေနဲ့လှုပ်ဆောင်နိုင်စွမ်းတွေ ပြေဝနေတတ်ပါတယ်။ယခုနှစ်လိုစွမ်းရည်ပြေဝချိန်ဟာခုနှစ်နှစ်တာမှတကြိမ်ကျလာတဲ့နှစ်ဖြစ်တာကြောင့်ရလာသည့်အခွင့်အရေးတွေအပေါ်အကျိုးရှိရှိအသုံးချတင်ကြောင်းမှာယခုနှစ်ကြာသပတေးသားသမီးရဲ့စိတ်ပိုင်းဆိုင်ရာအားသာချက်အားနည်းချက်များကတော့အယမ်းစိတ်ညံခြင်းဒေါသကြီးခြင်းတယူတန်ကောင်းမှခြင်းများဖြစ်ပေါ်ခြင်း အားသာချက်တွေမှာတော့လက်တွေ့ကြကြတုံးတက်ချင်းတိုးတက်အောင်ဆွမ်းဆောင်နိုင်ခြင်းစူးစမ်းလိုစိတ်များပြင်းပြခြင်းစသည်များဖြစ်ပေါ်တတ်သလိုခွန်အားကိုအကျိုးရှိမိဘဝအစိတ်ပိုင်းများတွင်တွန်းတွန်းတိုက်တိုက်အားထုတ်လုံဆောင်ခြင်းဖြင့်ဘဝတိုးတက်အဆင်ပြေမှုများရလာနိုင်ပါသည်ယခုနှစ်ကြာသပတေးသားသမီးများအတွေ့အမြင်ကျေပြန့်လာခြင်းဤစီဥဆောင်လိုစိတ်များဖြစ်ပေါ်ခြင်း ဉာဏ်ပညာပြည့်ဝလာခြင်းများပြည့်တနာအရှုပ်ရှင်များကို ဖြည့်ရှင်းပေးနိုင်သောစွမ်းရည်တိုးတက်ခြင်းများဖြစ်ပေါ်မှုကနေရည်မှန်းချက်များကိုယခုနှစ်အကောင့်ထဲပေါ်နိုင်ခွင့်များရလာတတ်ပါသည်။နမေကုံတည်နှင့်ထင်ပေါ်မှုအောင်မြင်မှုတို့ရရှိတတ်သည့်နှစ်မှုယုံကြည်လေးစားသူများလည်းရရှိလာတတ်သော နှစ်ဖြစ်ပါသည်။မူလစာရာနှင့်နမေအသက်အပိုင်းအခြားအားသာသောသူများအတွက်ကတော့ပို၍အကျိုးပေးကောင်းသောနှစ်တစ်နှစ်ဖြစ်ပါသည်။ လူမှုရေးယခုနှစ်ကြာသောရေသားသမီးအများစုကဥဆောင်လို့စိတ်များရဲ့တွန်းအားပေးမှုကြောင့်အကြောင်းကိစ္စကဏ္ဍတွေမှာကြီးမှုပေးရတာခေါင်းဆောင်ဖို့နေရာပေးခံရတာမျိုးဖြစ်လာတတ်သည်မိဆွေတက်မိဆွေကောင်းများရတတ်သည်လိုအပ်သောသူများကို အကူအညီထောက်ပံ့များပြုရခြင်းအလှူတန်းပေးကမ်းမှုများပြုလုပ်ရခြင်းကိစ္စများကြုံရတတ်ပါသည်နမေကုံတည်င်းကြော်စောခြင်းလေစာချစ်ခင်သူများရရှိခြင်းကြုံရနိုင်ပါသည် ယခုနှစ်ကြာသပတေးသားသမီးများအနေဖြင့်ခရီးသွားခြင်းကိစ္စများကြုံလာရသည့်အခါမျိုးမှာတောင်ရက်များသို့ခရီးဝေးသွားခြင်းစီးပွားသွားရောက်လုပ်ကင်ခြင်းနေရာအခြေချခြင်းအပြင်အခြားကိစ္စများဖြင့်လည်းသွားရောက်နေထိုင်ခြင်းမျိုးမပြုသင့်ပါရေရှည်တည်စေလိုသော ကိစ္စများကိုယခုနှစ်မှာစတင်တာမျိုးတောင်ရက်နေရာမျိုးမှာလုပ်ဆောင်တာမျိုး မပြုသင့်ပါအထူးသဖြင့်နေရာနဲ့ပတ်သက်သောကိစ္စတွေဆိုပို၍တတိပြုရပါလိမ့်မယ် ယခုနှစ်ကြာသာပရိသသမီးအများသတိပြုရမည့်အချက်ကကြွားပါမှုနှင့်မမာနတည်ယူတန်မှုမလိုအပ်ပဲနေရာတကာဝင်ပါမှုတွေကြောင့်လူမုန်းတာခံရတတ်ပါတယ်မိမိကစေတနာနဲ့ဝင်ပါမိတာကအချို့ကိစ္စတွေမှာကောင်းပေမဲ့တခါတရံမိမိအပေါ်အမြင်ကက်တာခံရနိုင်ပါတယ် ယခုနှစ်ကြာသောဒေသသမီးများစာချုပ်စာရန်ကိစ္စများလက်မှတ်ရေးထိုးရခြင်းကိစ္စများပြုရတတ်သည့်နေအိမ်မှာဖြစ်စေအနီးဝန်းကျင်မှာဖြစ်စေမင်္ဂလာကိစ္စများကျင်းပပြုလုပ်ရတတ်သည့်သို့မဟုတ်အောက်လက်ငယ်သားများရဲ့မင်္ဂလာကိစ္စပြုပေးရတတ်သည်ဆက်ပစ္စည်းတင်များဇိမ်ခံပစ္စည်းများစားစရာကောင်းများရတတ်ပြီးရွှေလေပစ္စည်းနှင့် ခြေလေးချောင်းရီထွက်ကုန်များနေအိမ်မှာမမြဲတက်ပါယခုနှစ်ကြာကပရိသသမီးအများစုကအတွေ့အကြုံတင်များအတွေ့အခေါ်အယူအဆကောင်းများအကျိုးရှိသောဆရာသမားများရဲ့ပညာလက်ဆင့်ကမ်းမှုများရရှိတတ်သည်ဆရာကောင်းများနဲ့ဆုံတွေ့ရတတ်သည့်ပညာရည်ပြည့်ဝလာမှုနဲ့အတူမိမိကိုအားကိုးသူများပုံမှန်များပြားလာတတ်ပါတယ် ယခုနှစ်ကြာသောဝေးသားသမီးများအနေဖြင့်ကိုအားကိုကိုရတတ်သောအခြေအနေမျိုးတွေရှိလာတတ်သည်အကြောင်းကိစ္စကဏ္ဍတွေမှာကိုရိုင်းဥဆောင်ရတာတွေများလာတတ်သည်မိမိကအားကိုရတာထက်မိမိကိုအားကိုအားထားသူပိုများလာတတ်ပါသည်တပြေတပန်းနဲ့လူယုံတော့သတိပြုရပါမယ်ယခုနှစ်ကြာသောဝေးသားသမီးများစုက မျက်နှာပွင့်လန်းတတ်ပြီးလူချစ်လူခင်များလာတတ်သည် လူမှုဆက်ဆံရေးနဲ့အတွေးခေါ်ယူအစပိုင်းကိစ္စတွေမှာထူးထူးခြားခြားကောင်းမွန်အဆင်ပြေစေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါပေသည်။စီးပွားရေးယခုနှစ်ကြာသောရေးသားသမီးများရဲ့စီးပွားလုပ်ငန်းကဏ္ဍပိုင်းမှာအများစု တိုးတက်အဆင်ပြေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါရယ်။အလုံးမရှိသေးသူများအလုံးရှာဖွေနေသူများယခုချိန်အလုံးအကန်ရလွယ်သော ကာလဖြစ်သလိုအလုံးကန်လုပ်ငန်းရှိပြီးသူများလည်းတိုးတက်အဆင်ပြေနိုင်သော ကာလလည်းဖြစ်ပါရယ်။ အရေးပါသောစီမံခန့်ခွဲမှုများ၊ ECE ဆောင်ခွင့်များ၊လုပ်ပိုင်ခွင့်များမိမိရဲ့လုံဆောင်နိုင်စွမ်းကိုပြသခွင့်များရရှိတဲ့ချိန်ဖြစ်ပြီးမူလဇာတာအသက်ပိုင်းခြားနဲ့နာမည်များတိုက်ဆိုင်ကောင်းမွန်နေချိန်များဖြစ်ပါကတေချာပေါက်ယခုနှစ်ဟာကြီးပွားတိုးတက်လာပါလိမ့်မယ်။ ကံစားတာတွေဘလို့ပင်ကောင်းသည့်နှမျိုးဖြစ်ပါစေမိမိကမစွမ်းဆောင်နိုင်ရင်အလဟတ်တပါပဲစီးပွားလုပ်ငန်းလုပ်ကင်သည့်နေရာမှာသူများထက်ပို၍စွမ်းဆောင်လိုစိတ်တွေပြင်းပြတတ်ပြီးရှာဖွေမိကိစ္စရက်တွေမှာရလွယ်တက်လွယ်တိလွယ်သောနှမျိုးဖြစ်ပါသည်ပညာရေးကဏ္ဍမှာပဲဖြစ်ဖြစ်စီးပွားရေးကဏ္ဍမှာပဲဖြစ်ဖြစ်လောကီလောကုတ်တရားနှစ်ဌာနအကျိုးစီးပွားတွေရှာဖွေလုပ်ကင်သည့်နေရာတွေမှာကံခွင့်လန်းတွေတာလွန်နေတတ်ပါသည် ယခုနှစ်ကြာသဘေးသားသမီးများအများစုကြုံရနိုင်တာကလုပ်ငန်းပြိုင်ဆိုင်မှုတွေစီးပွားပြိုင်တွေပေါ်လာနိုင်တဲ့နှမျိုးလေးဖြစ်ပါတယ်။လက်တွေ့ကြကြသုံးသက်ခြင်းတိုးတက်အောင် စွမ်းဆောင်ခြင်းခွန်အားကိုအကျိုးရှိမိဘဝအစိတ်ပိုင်းများတွင်တွန်းတွန်းတိုက်တိုက် အားထုတ်လှုပ်ဆောင်ခြင်းဖြင့်အပြိုင်ဆိုင်များကို တပန်းသာအနိုင်ယူလာနိုင်ပါလိမ့်မယ်။ စည်းဝါးလုပ်ငန်းအကျိုးမြတ်များအလားတမဖြစ်ဖို့ဂယုပြုတင်သလိုချင်းငါရင်းနှီးတာမျိုးတွေမလုပ်သင့်ပါငွေကြေးရင်းနှီးလုပ်ငန်းများထက်ပညာရင်းနှီးလုပ်ငန်းများပို၍အကျိုးပေးနိုင်သည်ယခုနှစ်ဟာဘာမှမလုပ်တတ်မကင်တဲ့ဖြစ်နေတဲ့သူတွေတောင်ဘဝအတွက်အရေးပါတဲ့အတတ်ပညာအသိပညာတစ်ခု လုပ်တတ်ကင်တတ်သွားတာမျိုးကြုံတတ်ပါတယ် ယခုနှစ်ကြာသပတေးသားသမီးများအကျိုးပေးလုပ်ငန်းများကတော့ပညာရေးလုပ်ငန်းများစားတောက်ကုန်လုပ်ငန်းဆက်ပစ္စည်းလုပ်ငန်းများဦးစီးဦးဆောင်ရသောလုပ်ငန်းစားရင်းပိုင်လုပ်ငန်းတစ်တီးဝက်လံလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းတုတ်တန်ထဲလုပ်ငန်းအမှုပညာလုပ်ငန်းစက်တူရှယ်လုပ်ငန်းဇိမ်ခံပစ္စည်းစားသည့်လုပ်ငန်းများတွင်အကျိုးပေးအဆင်ပြေနိုင်ပါသည် နေရထိုင်ခင်းနှင့်ပတ်သက်သောလုပ်ငန်းများရေထွက်ကုန်နှင့်ရွှေထည်အဝတ်ထည်လုပ်ငန်းများယခုနှစ်အကျိုးပေးနေပါလိမ့်မည် အလုပ်နေရာဟောင်းပြန်လည်လုပ်ကင်ခြင်းမသင့်ပါဝန်ထမ်းလုပ်ငန်းလုပ်ကင်နေသူများယခုနှစ်ဝေးလံသောအရက်ဒေတာများမတော်လို့သောအရက်ဒေတာများတွင်တွားရောက်လုပ်ကင်ရတာမျိုးလုပ်ငန်းခွင်လုပ်ဖို့ကင်တချို့ကြောင့်ဖြစ်စေအလုပ်တွင် နေထိုင်ရဌာနတွေမှာမပြုံမွေတာမျိုးအလွန်ဖြစ်လွယ်လာပါသည်ဒီနှစ်ကြာသပတေးများအတွက်ကောင်းမွန်သောကံခွင့်ရေးကိုရယူနိုင်သောကိုပိုင်စွမ်းရည်လေးတွေတိုးတက်လာနိုင်တာကြောင့် အများစုစီးပွားရေးနဲ့လောက်ကင်ကဏ္ဍမှာ တိုးတက်အဆင်ပြေစေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါသည်။မိသားစုရေးယခုနှစ်ကြားသောရေးသားသမီးများရဲ့မိသားစုရေးကဏ္ဍပိုင်းမှာအသေးစားအညံ့လေးတွေကြုံရနိုင်ပါတယ်။အထူးသဖြင့်ယခုနှစ်ဟာနေရာထိုင်ခင်းကံအကြီးကညံ့နေတာကြောင့်နေအိမ်မှာနေရတာမပြောတာနေရတာပြင်းရည်လာတာနေရတာစိတ်ညစ်တာတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒီအပြင်အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစကားပြောရ ဆိုရတာတွေ အတိုက်ခံတွေဖြစ်လွယ်လာတတ်ပါတယ်အထူးသဖြင့်အမွေကိစ္စစကားပြောရတာတွေအလုံနေရာယာဓုဌာနပြိုင်ဆိုင်လူရဲလာမှုတွေနေအိမ်မှာရှိနေတဲ့သူတချို့နဲ့နေရအဆင်မပြေမှုကြုံရလွယ်ပါတယ်ယခုနှစ်ထဲကြာသောရေသားသမီးများအနေဖြင့်အိမ်ဝဲချံဝဲလေယာဝဲရာတွေတတိပြုရမယ်။အိုးအိမ်ဆောက်လုပ်တာ မပြီးနိုင်ပဲကြံ့ကြာတက်တာနေအိမ်ပြုပြင်ရတက်တာ အကြောင်းမျိုးမျိုးကြောင့်အိုးအိမ်နေရာပြောင်းပေးရတာတွေရှိလာတတ်ပါတယ်။ ိုးအိမ်ချမ်းမြေတွေဝယ်ရာတွေဂယုပြုပါနေရာမတန်တာတွေဖြစ်တတ်ပါတယ်ယခုနှစ်ကြာသောဒေသသမီးများနေရာထိုင်ခင်းနဲ့ပတ်သက်ရင်သတိပြုပါနေရာထိုင်ခင်းအញ្ញမ်းမတစ်ဆင့်မိသားစုပြဿနာများရှိလာနိုင်တာကြောင့်ဝယ်ခြင်းဆောက်လုပ်ခြင်းကိစ္စတွေမှာ အခမမအောင်ဂယုပြုပါ မိသားစုဝင်ထဲမှာဗုဒ္ဓဟူးရာဟူသားသမီးဇာတာဝတိသားသမီးစသည်များရှိနေပါကမိသားစုရေးကိစ္စများပြဿနာလေးများရှိလားကြုံလာတတ်ပါတယ်တီးခန့်နေထိုင်ခြင်းကယခုနှစ်ဇာတာဝတိသားသမီးများအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်ငွေကြေးကံယခုနှစ်ဇာတာဝတိသားသမီးများအတွက်ငွေကြေးကဏ္ဍအကြောင်းပြောရရင်တိတ်ကိုကောင်းသောအခြေအနေမျိုးတွေပါပဲဒို့ပေမဲ့လည်း အားနည်းချက်အားသာချက်အပိုင်းလေးတွေထည့်ဟောပေးမှတနစ်တာငွေကြေးကဏ္ဍပြဿနာမရှိမှအဲ့ဒီတော့ယခုနှစ်ဟာကြာသောကလေးသားသမီးများအတွက်ငွေရှာဖွေရလွယ်ကူခြင်းငွေလုံးရင်းဝင်ရောက်ခြင်းထိကန်ဆန်းမဲများပေါက်ခြင်းလုပ်ငန်းမှငွေကြေးအကျိုးမြတ်များစွာရရှိတတ်ခြင်းကြုံရတတ်ပါတယ်ငွေကြေးကိစ္စတွေမှာခုနကနန်းတကနန်းသတိပြုရမယ် ကျွေးမိရเสียရှိသူတွေတောင်းရခတ်တတ်ပါတယ်။နောင်ကစားများနဲ့အချင်းငါသတိထားရပါမယ်။ရှစ်ကနန်းလေးကနန်းငွေကြေးအကြောင်းပြုပြီးစကားပြောရခြင်းထွက်သွားကပြန်ရဖို့ခက်ခဲခြင်းရှိတာကြောင့်ဒါလည်းသတိထားရပါမယ်။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတနာချင်းအားနာချင်းအယုံလွယ်ချင်းအထူးစင်ချင်းမှာယခုနှစ်ဟာငွေရလွယ်သလိုငွေထွက်လည်းလွယ်တက်ပါတယ်တက်နိုင်သမျှငွေကြေးမြဲအောင်ဂယုပြုပါပညာအမွေနှင့်ဥစ္စာအမွေနှင့်များရတတ်သလိုမိမိအရေးချင်းကြောင့်မဟုတ်ပဲကံအထောက်အပံ့ကောင်းမှုကြောင့်ရတတ်သောငွေကြေးဥစ္စာများဝင်ရောက်ခြင်းကြောင့်ရတတ်ပါသည်ကျမ်းမာရေးယခုနှစ်ကြာသောရေသားသမီးများရဲ့ကျမ်းမာရေးကဏ္ဍမှာတော့ ကောင်းမွန်သောကံနေထားမျိုးကြန့်ခိုင်ပြီးစိတ်ဓာတ်မှာကြောတက်သော ကာလဖြစ်နေတာကြောင့်ကျမ်းမာရေးအညံ့လွယ်လွယ်မဝင်ရောက်နိုင်ပါငကူငူလာဇာတာအယစိတ်ဓာတ်မှာကြောတက်သူဆိုရင် လုံးဝကျမ်းမာရေးပူစရာမလိုအပ်သောနှစ်ဖြစ်ပါတယ်။ဒို့ပေမဲ့တတိပြုရမယ့်အနေထားလေးတွေကမိမိတို့ရဲ့အသက်အပိုင်းချလိုက်လေအားနည်းချက်ကရှိနေနိုင်ပါတယ်။ကျမ်းမာရေးညံ့သောကာလတွေမှာအပူအဆက်အချိုးအစီအစိတ်များရောစားသင့်ပါတယ်။ ဝါညိုယောင်အညိုယောင်နန္တာယောင်များကျမ်းမာရေးညံ့သောကာလတွေမှာမဝစ်တဲ့မှာယခုနှစ်ကြာသောပရိသသမီးများကျမ်းမာရေးနဲ့ပတ်သက်ပြီးဖြစ်လွယ်သောယောဂါတွေမှာအရေးပြားယောဂါအာယုံကြောအားနေတာလေဝမ်းပိုက်နဲ့အနာစိမ်းများဖြစ်ပေါ်တတ်ပါသည်အမိအပများကျမ်းမာရေးအနေငယ်ညံ့နိုင်ပါれကျမ်းမာရေးရတာအနေဖြင့်ရေကုသိုလ်ပြုခြင်းရွှေတင်ကန်းကတ်လှူခြင်းဆေးဝါးများလှူဒန်းခြင်းဘေးမဲ့လိုကုသိုလ်များပြုသင့်ပါသည် အချစ်ရေယခုနှစ်ကြာသောဝရေသားသမီးများရဲ့မေတ္တာရေးကံနေထားကတော့ထူးထူးခြားခြားကောင်းမွန်တတ်သော ကာလဖြစ်ပါတယ်စံကောင်းမယ်မျက်နှာပွင့်လန်းမယ်ချစ်ခင်သူပေါ်များမယ်ဘေးလူအားကြရလောက်တဲ့အထိမေတ္တာရေးကံတွေမှာကောင်းမွန်တတ်သောအခြေအနေမျိုးတွေကြုံရတတ်ပါတယ် အထူးသဖြင့်ကိုယ့်အပေါ်ဂယုဆိုင်တဲ့သူကိုယ့်ကိုချစ်မဲ့သူညံ့နှိုးမဲ့သူ ပေါ်လာတတ်သောကာလလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလိုမေတ္တာရေးမှာအခက်ခဲတားဆီးတွေကင်းသွားမယ်။ပူပန်စရာကိစ္စတွေလျော့နေသွားမယ်။ဘေးလူနှောင်းရက်တားဆီးမှုတွေမဖြစ်တော့ဘဲလွတ်လွတ်ကင်းကင်းကောင်းမွန်လာတတ်ပါတယ်။အိမ်အောင်ပြုမဲ့ကြာသောရေသားသမီးတွေအနေနဲ့လည်းယခုနှစ်ကအိမ်အောင်ရက်သားကြတတ်သောမင်္ဂလာသတင်းများကြားရတတ်သောကာလလည်းဖြစ်ပါတယ်။ ယခုနှစ်မြတ်တာရေကန်နဲ့ပတ်သက်ပြီးအားနည်းချက်လမ်းပေါက်ကိုသတိပြုနိုင်ရင်ပြောရရင်ယခုနှစ်မှာမိခင်ရှိတဲ့သူတွေကတော့မိခင်တို့အမျိုးသမီးကြီးကိုအကြောင်းပြု၍မြတ်တာရေမှာအနှဲငယ်အတိုက်ခံဖြစ်လွယ်ပါတဲ့အထူးသဖြင့်ငွေကြေးကိစ္စတွေကြောင့်လည်းမြတ်တာရေမှာအနှဲငယ်ပြဿနာရှိစေပါနိုင်တယ်။ ယခုနှစ်အချစ်ကိုရှာဖွေနေတဲ့ဂျာဂါဝေးသားသမီးများအတွက်ထက်မြက်ပြီးစူးစမ်းတတ်သောသူစီကန်စီစနစ်ကြီးသူသဘောထားပြေဝပြီးစိတ်ကောင်းရှိသူမိမိအပေါ်ချစ်မြတ်နိုးသူများနဲ့ဆုံတွေ့ရတတ်ပါတယ်ချစ်သူဆတ်ထားမယ်ဆိုရင်တော့တနင်္လာသားသမီးဗုဒ္ဓဟူးသားသမီးယခုကာလမှာအဆင်မပြေနိုင်သေးတာကြောင့်အချိန်ဆောင်တင်ပါတယ်ချစ်သူရှိတဲ့ဂျာဂါဝေးသားသမီးအများစုကတော့နှုတ်ကိုဆောင်ထင်းပါစကားအပြောဆိုတတိပြုပါ ငွေကြေးကိစ္စသတိပြုပါချစ်သူနှစ်ဦးကြားဒါလေးတွေသတိထားနိုင်ရင်ตายရတဲ့အခြေအရေးကိုပို၍ပိုင်ဆိုင်ရနိုင်ပါတဲ့အခြေအရေးအစင်မပြေတဲ့ကာလမျိုးတွေမှာငွေရောင်နဲ့ဖြူရောင်များကိုသတိပြုသုံးစွဲသင့်ပါတယ်ယခုနှစ်ကတော့ကြာသပတိသားသမီးအများစုမြစ်တာရေးမှာကံကောင်းတတ်သောကာလဖြစ်ပါတယ်လို့ဆိုခြင်းပါတယ်အိမ်အောင်ရေးယခုနှစ်ကြာသပတေးသားသမီးများရဲ့အိမ်အောင်ရေးကန်စာတာမှာကောင်းတဲ့ဘက်မှာပို၍တာလွန်နေနိုင်ပါတယ်ပြီးခဲ့တဲ့နှစ်က အိမ်အောင်ရေးမှာကြားလူနှောင်ရှက်မှုတွေပူပန်မှုတွေအခက်ခဲတွေကြုံခဲ့ရပါကဒီတစ်နှစ်မှာတော့လုံးဝတာတွေနဲ့လွတ်ကင်းသွားပါပြီအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးအကျိုးခံစားရခြင်းအိမ်အောင်ရေးတာယာမှုများခံစားရခြင်းရှိလာနိုင်ပါတယ်ယခုနှစ်အိမ်အောင်ရေးမှာသတိပြုစရာလေးတွေထည့်ပြောပေးရရင်တော့နေအိမ်ကိုတင်းနှလာသားသမီးအရွယ်ကောင်းများအဝင်မသင့်ပါ ငွေကန်ဘတ်မှာတင်းလာသားသမီးဝင်လာခြင်းကကောင်းနိုင်ပေမဲ့အိမ်နောက်ရေးကန်ဘတ်မှာတော့ညံ့သွားနိုင်ပါတယ်။နောက်တစ်ချက်ခွေးကြောင့်ကိုဝင်ဆောင်ဓာရီဝင်လာရင်အိမ်နောက်ရေးအညံ့ပါဝင်လာတတ်ပါတယ်။သတိပြုစရာလေးတွေပါအကျိုးအကြောင်းတိုက်ဆိုင်တာလည်းဖြစ်ကောင်းပေမဲ့ဂယုပြုနိုင်အောင်ထည့်ပြောရခြင်းပါ အမိခိုကင်းနေတဲ့ခွေးလေးတွေကြောင်လေးတွေကိုတော့လက်မခံဘဲမောင်းမထုတ်ပြစ်ပါနဲ့ဦး နောက်ထပ်သတိပြုစရာကစကားပြောအဆိုပိုင်းသတိပြုပါငွေကြေးကိစ္စများသတိပြုပါအိမ်ထောင်ဖက်နဲ့ပတ်သက်ပြီးအနေငယ်စိတ်ကျဉ်ကျမှုခံရတတ်ပါတယ်။သားသမီးကအနေထားအနေငယ်အားနည်းတတ်ပေမဲ့ရရှိပါကများစွာအကျိုးပြုတတ်သောသားသမီးကိုရတတ်ပါတယ်။ကဲယခုနှစ်ကြာကပေးသားသမီးများရဲ့အိမ်ထောင်ရေးကန်စားတာဟာအများအားဖြင့်ကောင်းမွန်နိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။ ပညာရေးယခုနှစ်ကြားသောပရိသတ်သမီးများရဲ့ပညာရေးကဏ္ဍမှာတော့အားရဆုံးနဲ့သဘောကျဆုံးပဲဒီနှစ်တွေဟာအသိပညာအတတ်ပညာတိုးဝတတ်ပါတယ်ပညာအမွေများရတတ်သလိုပညာရေးလေးလာလိုက်စားသူများဖို့ထူးချွန်ထက်မြက်နိုင်သောနှစ်တစ်နှစ်ဖြစ်ပါသည်ပညာရေးအားကောင်းသော ကာလမျိုးဖြစ်ပါတယ်ဘယ်အကြောင်းကဏ္ဍမှာပဲဖြစ်ဖြစ် အသိဉာဏ်ပညာဖြင့်အတုံးချလှုပ်ဆောင်မှုများကယခုနှစ်အဆင်ပြေခြင်းကိုကိန်းစိုက်ပါတယ်ဆရာသမားကောင်းများနဲ့ဆောင်ရတာထက်ကိုရင်ကိုကပညာရေးကျွယ်ဝခြင်းဖြစ်ပါတယ်အင်တာဗျူးကိစ္စဆောင်မေးပွဲကိစ္စသင်တန်းကိစ္စများထူးထူးခြားခြားအောင်မြင်တတ်ပါတယ်သင်ကြားခွင့်တက်ရောက်ခွင့်များရတတ်ပါတယ်သတိပြုစရာအချက်တွေအနေနဲ့ကတော့ကျမ်းမာရေးကဏ္ဍမှာပြောခဲ့သလိုအာယုံကြောပိုင်းဆိုင်ရာအားနည်းစေတတ်ပါတယ် အဲ့အတွက်ကြောင့်အာယုံကြောကိုဂယုစိုက်ပေးရပါမယ်။စက်မှတ်တဲ့နေရာမှာအာနေတတ်တာပါ။အင်တာဗျူးဖြေဆိုသောကာလတွေမှာတင်းငွေတွေနဲ့သတိပြုရမည်။ပညာရေးကိစ္စတွေမှာလိန်မော်ရောင်နဲ့အညိုရောင်ကိုရှောင်တင်ပြီးခရမ်းပြာရောင်နဲ့နန့်တာရောင်တို့ကိုစောင့်သွားတင်သည်။ယခုနှစ်ကြားသောရေသားသမီးအများစုပညာရေးကံကောင်းတတ်သောနှစ်တစ်နှစ်ဖြစ်ပါသည်။ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရန်များ အယောင်ဆောင်ရံအယောင်မှာနန်းတာရောင်အနီရောင် ခရမ်းပြရောင်လို့ဖြစ်ပါတယ်။ရှောင်းရံအယောင်မှာမီးခိုးရောင်အညိုရောင်လိမ္မော်ရောင်လို့ဖြစ်ပါတယ်။အရသာဆောင်းရံအရသာမှာအချင်ဖန်လို့ဖြစ်ပါတယ်။ရှောင်းရံအရသာမှာအပူဆက်အစီစိန်အချို့လို့ဖြစ်ပါတယ်။အရက်မျက်နာကောင်းသောအရက်မှာအနောက်အရက်မြောက်အရက်အရှိတောင်အရက်ဖြစ်ပါတယ်။သတိပြုရံအရက်မှာအနောက်မြောက်အရက်အရှိမြောက်အရက်ဖြစ်ပါတယ်။နေများကောင်းသောနေများမှာတောက်ကြနေအင်္ဂါနေကြာကြာရင်းနေလို့ဖြစ်ပါတယ်။ သတိပြုရနေ့များမှာတနင်္ဂနွေနေ့ဗုဒ္ဓဟူးနေ့တို့ဖြစ်ပါတယ်။ဂဏန်းများအကျိုးပေးသောဂဏန်းများမှာ653နှစ်တို့ဖြစ်ပါတယ်။အကျိုးမပေးသောဂဏန်းများမှာ48တို့ဖြစ်ပါတယ်။ယရာနေအိမ်ဖျားမှာစံပေပန်းတပြေပန်းများမကြမကြလှူပါမုတ်အချုံများကျွေပန်ကံပြားပေါ်တင်၍ကတ်လူပေးပါတကြားစွန်းမကြခဏလှူပါ နှစ်ယခုနှစ်အတွက်အဆောင်ရတနာအနေနဲ့ပလဲဖြူနီလာစသည်တဲကအစဉ်ပြေရာကိုအ धिक သုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်းလူချစ်လူခင်ပေါ်များခြင်းလက်လာဘကြွယ်ဝခြင်းများရရှိပါမည်။သုံးငွေကြေးကိစ္စများအတွက်ကလေးများကိုကိမ့်မုံငွေကြွေးပါကန်စာရာကောင်းဖို့ကတတိဆွမ်းမကြခဏလှူပါပညာရေးအတွက်မျက်စစ်မီသည်များလှူပေးပါမေတ္တာရေးအတွက်ကပဋ္ဌာန်းမေတ္တာတုတ်ရွတ်ဖတ်ပူဇော်ပေးပါ ဗုဒ္ဓဟူသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစံမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံကိုရရှိကြပါစေ။ဗုဒ္ဓဟူသားသမီးများအတွက်အကျိုးရှိပါကကွန်မန့်မှာတခုခုရေးခဲ့ပြီး အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာထက်မြတ်အောင်နဲ့ဗီရင်မင်းမြန်ဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဗီရင်ပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ ဘေရင်လက်ပွင့်ရရာ အစီရင်နှင့်ခုနှစ်ရက်သားသမီးနေဆိုဟောစရန်တွေကိုပုံမှန်တင်ဆက်ပေးနေလို့သခရိုက်လေးနှိပ်ပြီးအစ်စ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်